အလုံးမဲမင်္ဂလာပါရှင်ဖူပိုင်ရှရှင်မကျဆူလိုက်ပါတယ်ဒီနေ့မှာတော့ညီမကလေလွယ်ကူမြန်ဆန်ပြီးတော့ဆားလို့လည်းကောင်းတယ်ကျုပ်ကြော်ချက်လေးကိုကြော်ပြပေးသွားပါမယ်ညီမကျုပ်လေးလုံးအသုံးပြုထားပါတယ်ကျုပ်လေးလုံးကိုညီမအနစ်ချက်လေးကြော်ထားပါမယ် တခါတခါကြာရင်အသားဟင်းနေချိန်နည်းနည်းအချိန်ပေးရတယ်ပေါ့နော်။ဟိုမားတဲ့နေ့တွေဆိုရင်ညီမဆိုဒီကြက်ဥကြော်ချက်လေးပဲချက်လိုက်တယ်။သူကလွယ်လဲလွယ်တယ်၊မြန်လဲမြန်တယ်ပြီးတော့ထမင်းစားလို့လည်းအရသာမိန်တယ်ပေါ့နော်။ဆိုတော့ညီမဆိုရင်မားတဲ့နေ့ဆိုဒီကြက်ဥကြော်ချက်လေးပဲအမြဲတမ်းချက်စားဖြစ်ပါတယ်။ကိုညီမကျုပ်ကြော်ပြီးွားပြီဆိုတော့ကျုပ်ကြော်ထားတဲ့စီနဲ့ပဲညီမစက်တော်နေဖြူချင်းလေးကိုစီတက်ပါမယ်ခင်းရောင်တမုတ်လေးထည့်ပါမယ်အနက်မွေးရဲ့အထိတော့စီတက်ပေးလိုက်ပါမယ် ဒီတန်းနယ်လေးမူလာပြီဆိုရင်တော့ညီမကျန်းကျင်သီးလေးပါထည့်ပေးလိုက်ပါမယ်ကျန်းကျင်သီးလေးကိုနူးပြီးပြော်ရဲအကြီးညီမချက်ပေးပါမယ် ဆိုရင်မနော်ခင်းကျင်ဒီလေးလေးနူးပြီးဆိုတော့ညီမကခင်းကျင်ဒီထဲမှာအဟင်းနဲ့အရသာဝင်အောင်ပေါ့နော်ညီမအရသာလေးထည့်မယ်အရသာကတော့ညီမကတော့ကြက်သားမုံလေးထည့်မယ်ငပြားလေးထည့်မယ်ပြီးတော့ပူပြီးမွေးသွားအောင် မစလာလေးနည်းနည်းထည့်ပါမယ် ပြီးရနေညီမကကျုပ်ခုနကြော်တဲ့ကျုပ်လေးထည့်ပါမယ်ကျုပ်လေးထည့်ပြီးရနေညီမရေလေးအနေငယ်ထည့်ပြီးတော့ညီမပွပွဲစူအောင်တည့်ပေးလိုက်ပါမယ်ချိန်မှာတော့ဟင်းနဲ့လေးပါနေစားလို့ရတဲ့ကျုပ်ကြော်ချက်လေးရပါပြီရှင်ဒီဗီဒီယိုလေးကိုဆုံးတဲ့အထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးများရှင်ပါတယ် အလုံးမေရတာရှိရဲ့ဟင်းနေရာများကိုဖန်တီးနိုင်ကြပါစေရှင်တတ